အမေရိကမြေမှာကစားမှုတဲ့ပထမဆုံးမြန်မာလက်ဝဲဖိုင်တာဖြင့်စံချိန်တင်သွားတော့မယ့်တမ်ပလီဆိုလင်ဦးပြည်သူများအားလုံးမင်္ဂလာပါများ Today Boss ဘွားကနေပြန်လည်ကြိုလိုက်ပါရင်မြန်မာတမ်ပလီဆိုလင်ဦးကတော့မွေတိုင်းကနဝင်ဝိုင်းရင်ဖိုင်တာလေးရဟာရီစင်နဲ့အမေရိကမြေမှာရေကုန်ရေကန်းဆွဲရတော့မှာဖြစ်ပါရင်တမင်ဆယ်လန်းကြားလန်းဆိုတော့ဆိုလင်ဦးအနေနဲ့နိုင်ဝဲကိုကန်ဆွဲနိုင်မှုလိုပါရင် မြန်မာပြည်သက်တည်းအားပေးမှုကြောင့်ဆိုင်ကောလိုအမေရိကမြေရောက်တဲ့တမလင်ကြီးဟာမြမရွာလမ်းဝေးတမိုင်းတစ်လျှောက်အမေရိကမြေမှာကမ္ဘာအဆင့်ပွဲထိုးနိုင်တဲ့ပထမဆုံးကစားမဖြစ်နေပါဆန်ကျင်တင်နိုင်ခဲ့ပြီဖြစ်ပါရင်တမလင်ကြီးအနေနဲ့တခိုးပြေးမှထိုးကွင်းထားမလို့ပဲမိုးရွာတို့ရေခံနိုင်အောင်ကြိုးစားရမှာဖြစ်ပြီးအမေရိကန်ဒေါ်လာ9000အထိဘောနဲ့ရဖို့တင်ချာနေတဲ့ပွဲမှာဝိတ်တီရေတဲ့တီအဆင်ပြေအောင်ပြင်ဆင်ထားရမှာပါလို့မို့ဆိုရင်မှန်းကျန်တဲ့နန်းထွက်မကိုက်ဆိုသလိုထိုးကြီးခွဲပြီးနေရတာနဲ့ရင်စားတာစားတာမှမဟုတ်ပါဘူးဝိတ်ကျော်တာကလည်းနှစ်ပွဲဆက်ရှိပြီမို့သုံးပွဲဆက်ဆိုရင်ပိုးတာကုန်း မောင်ပုံပုံဆောင်တက်ဆိုတာမျိုးပညာမျိုးတက်တာဖြစ်နေမှာပါဒီလိုမဟုတ်စိတ်ပြားဆိုတဲ့ပွဲမျိုးမှာတပည့်ဝင်အိတ်ဝင်ရသလောက်ယူပြရမှာဖြစ်ပါရင်ဝိတ်ကလည်းနှစ်ပွဲဆက်ကြောထားလို့ကြော်လို့မရရှုံးနာကလည်းသုံးပွဲဆက်ထားတာမို့ထပ်ရှုံးလို့မဖြစ်တဲ့ဇွန်လုံးနဲ့တွေ့ရဟာဟယ်ရီဆန်အတွက်တော့ဂျာမီဆွဲမိတယ်လို့ဖြစ်နေမှာဖြစ်ပါရင်ဇွန်လုံးအနေနဲ့ကလည်းပွဲနေမှာငပိရေးစားတာတော့ဘာလို့နေမလို့ပဲပညာရှင်တွေနဲ့တင်းချပြင်ဆင်တင်ပါရင် ကြားချင်းချေအားကြီးစမြဲပေါ်ကမ္ဘာအဆင့်မှာကစားချင်းလောက်ရမယ့်တာဝန်တွေကလည်းများပါတယ်။ဒါကကာကယ်ရှင်တွေလည်းခုလောက်ဆိုရင်တဘောပါလာပေမို့မိပေါင်းမင်းရေခင်းပြတယ်မပြတော့ပါဘူး။ပုံမှန်ဆိုရင်အမေရိကတို့ကာတာတို့လိုမှာပြင်းပတဲ့ပွဲတွေဆိုရင်မြန်မာစပယ်အောင်ကြီးအောင်လာအန်ဆန်ကစားနေကြပါ။အခုအောင်လာကကြာသွားပြီပေါ်ဆွန်လင်းဝင်လာပုံရပါတယ်။ဟာရီဆင်အတွက်ကတော့တည်ကျင်းတဲ့ကြားတော်ပြောင်းများဖြစ်နေသလားတော့မသိပါဘူး။အနာယူပြီးပြန်ကစားချင်းဆွန်လင်းဦးနဲ့မှတည်တိုးတာပါ။ဟာရီဆင်2024ကဂျမ်မာပွဲမှာဆက်ဆံတဲ့စိုင်းတို့ပြိုင်တို့ပြီးကြာသွားတဲ့သူဖြစ်ပါတယ်။အဲဒီနောက်လူငယ်တွေရဲ့ရုံးအားကိုသူ့အနေနဲ့မလိုက်နိုင်တော့ဘူးဆိုပြီးနားသွားခဲ့တာပါ။ဗီဒီယို မွေထိုင်းပွဲတွေပြန်ကစားလိုက်ပြီးချန်ပီယံဖြစ်လာတော့ငွေမူငွေသွေးပြန်ကြွလာဖို့ရပါတယ်ဝမ်စီကိုပြန်ရောက်လာတာပါမွေထိုင်းကစားမပီပီဟာရီဆင်ကအခြေခံချက်တွေနဲ့အမှတ်ကောင်းကောင်းယူတက်ပါတယ်ဟစ်မန်ဆိုတဲ့ပွဲကိုရထားတဲ့အတိုင်းလက်သေးချက်တွေကလည်းအလေးလွဲမရှိအပိုင်းထိုးတာပါဒါပေမဲ့အကြမ်းရမ်းပွဲတွေဆိုရင်မကစားနိုင်တော့သူမို့စိုင်ထိုးရင်ကြောက်လေပါတယ် မြမပရိသတ်တွေကသူ့ကိုနေတာတပားချုပ်နေကဂျွန်လေးတသွေးသွေးများဖြစ်နေတာကြားပါပြီမိုးကောင်းလုံးရွာထားတဲ့ Harrison ကငပိအလက်တီအဆွမ်းပြနေနေတာပါ2019ခုနှစ်တုန်းက Harrison ကလက်ဝင်အားမွေထိုင်းတော့မကောင်းဘူးဆိုပြီးလေတိုက်ထားမှုပါတယ်ဒါကြောင့်မြမပရိသတ်တွေက Harrison ကိုဆိုရင်တွေ့ရတင်ကြိုင်ဒါမဆိုင်ဖြစ်နေကြတာပါ2024မှာဆွန်လင်းဦးဝမ်းမှာကြာကြုတ်ရတော့လဲမြမပရိသတ်တွေက Harrison နဲ့တင်ပေးဖို့တောင်းဆိုခဲ့မှုပါတယ်ဒီလိုနဲ့အထင်းခွေမကြံရေခန်းကြုံဆိုသလို Harrison ကစားမပွားကနေနားသွားလို့မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့ဒီပွဲကဖြစ်လို့လာခဲ့ပါပြီထိုးမဲ့နေရာက American နိုင်ငံ Colorado ပြည်နယ်ဒန်မာမြို့မှာကျင်းပမဲ့117 မန်သတင်းမှာဖြစ်ပါတယ်ပွဲကဩဂတ်စ်လ10ရက်နေ့မှာကျင်းပမှာမို့အချိန်အားဖြင့်အများကြီးလုံနေပါသေးတယ်ဆွန်လင်းဦးအနေနဲ့ဒီတစ်ခါတော့အပြင်သွားရလာတာတွေအစားအသောက်လင်းချင်းမှုပိုင်းတွေမှာတင်ချာကယူဆိုင်စီခြင်းပါတယ်ဒါမှမြော်ပရိသတ်တွေအတွက်ပြောတာမဟုတ်ပါဘူးဆွန်လင်းဦးအတွက်ပြောတာပါဒီပွဲကသူ့ရဲ့ကစားမဘွားအမှတ်တမ်းမှာဝင်သွားမှာဖြစ်ပါတယ်နောက်တစ်ချိန်ပြန်ပြောတဲ့အခါဆွန်လင်းဦးနိုင်တဲ့ပွဲကြီးမနိုင်သွားဘူးလို့ဆိုတာမျိုးတွေဆွန်လင်းဦးအနေနဲ့ထိုးနိုင်ပေမဲ့ဝိတ်ကကြော်ထားလို့ဘောနဲ့မရခဲ့ဘူးဆိုတာတွေမမြင်ဘူးမကြားဘူးတာတွေပရိသတ်တိုင်းရဲ့ဆန္ဒဖြစ်ပါတယ်ဆွန်လင်းဦးအနေနဲ့အမေရိကအမည်မှာအောင်လအန်ဆန်ဂျိုရှွာဘန်တို့လိုမျိုးမြော်ပရိသတ်တွေအတွက်အောင်ပွဲယူဝေးနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်